1300ပြည့်နှစ်ရေးတော်ဘုံကြီးကမြမရာဇဝင်တွင်စတင်ရလောက်အောင်ဖြစ်လေသည်နိုင်ငံရေးနှင့်ပတ်သက်၍ရှုပ်ပွေနေအောင်အမျိုးမျိုးအဖုံဖုံပေါ်ပေါက်လာလေသည်ရေနံမြေသပိတ်မောက်အလုတ်သမားတထောင်ရန်ကုန်သို့တခင်ဖိုးလာကြီးကောင်းဆောင်၍လာတော့မည်ဟုသတင်းရသည့်နေရက်ကစ၍သူမှခါတိုင်းထက်အလုတ်များနေသည်နိုင်ငံရေးသမားတွေနှင့်ခေါင်းချင်းပြေးရိုက်သည်ကတစ်ဖက်ဖြင့်လှုပ်လှုပ်ရွရွဖြစ်နေသည်တပိတ်တက်ကြီးကို ဘူများစု၍အုပ်ချုပ်ပြီးထွက်လာကြရာ မကွေးမျိုးတွင်ခေါင်းဆောင်၍လိုက်ပါလာသောသခင်ဖိုးလသခင်ဘတင်သခင်ဘမောင်သခင်ခင်တို့နှင့်တကွယဟန်းပုတ်ကို၃ပါးတို့ပါဖမ်းဆီးပြီးဟုတရင်ရပြန်ရာ သူလည်းအိမ်ပြန်ထမင်းလာစားရသည်ကိုပင်အချိန်ကြာသည်ဟုမှတ်တင်နေသည်ညွန့်ပေါင်းအစိုးရကိုတရင်စာမှနေ၍ပြင်းပြင်းထန်ထန်ရှုတ်ချရေးသားခဲ့သော ရေနံမြေတစ်ပိတ်နှင့်ပတ်သက်သည့်သူ၏နှိုးစော်လမ်းပြချက်ဝေဖန်ချက် လှုံ့ဆော်ချက်တွေကိုလည်းသတင်းစာမှအပိုက်ဖြတ်တွဲဆထားသည်။"ကျမဤခင်မုန်းဟု ကျမရေးမိစာအုပ်ကြီးတွင် သူရေးခဲ့သောထိုဝေဖန်ချက်များကိုထည့်သွင်းဖော်ပြမည်ဟုအားခဲထားသည်။သူအလौရှုပ်လေလေကျမတွင်လည်းမှတ်တမ်းကြီးနှင့်လက်နှင့်မပြတ်အောင်အလौများလေလေဖြစ်တော်သည်"သတင်းစာတွင်မပါသောသူ့နှုတ်မှပြောကြားသောထင်မြင်ချက်များကိုပါရေးမှတ်၍ထည့်သွင်းခဲ့သည်ဒုဗမာစီယုံမှတခင်တန်းထွန်းတခင်ဆိုး တခင်လှမောင်တို့ကရေနံမြေတက်ကြီးအတွက်ဘိုးများအလိုရှိသည်ဟုကြင်ညာရာ ထိုစဉ်ကလူငယ်များများစွာစိတ်အားထက်သန်နေကြသည် တနိုင်ငံလုံးလူကြီးလူငယ်နိုးနိုးကြကြလှုပ်လှုပ်ရွရွစိတ်အားထက်သန်လာအောင်သတင်းစာမှအားပေးလှုံ့ဆော်ရေးသားနေခြင်းလည်းဖြစ်သည်ရန်ကုန်သို့ခြိတက်လာကြမည်ရေနံတက်ကြီးကိုကြိုးဆိုရန်အသင်းပေါင်းစုံ နိုင်ငံရေးခိုင်ပေါင်းစုံ အစည်းအဝေးပွဲကြီးဖျားချေတော်ရင်ဥပ္ပယီဇယက်တွင်ကျင်းပသဖြင့် သူသွား၍ကျမလည်းလိုက်ပါသွားသည် နိုင်ငံရေးဆောင်ရွက်နေသည့်သခင်များနှင့်ဇရက်တွင် စီလာရိုက်လာသည်တွေကိုလည်းကျမမှတ်တမ်းတွင်ထည့်မှတ်ခဲ့သည် မကွေးမြို့အစည်းအရုံးမှနောက်ထပ်ဘိုးများရွေးချယ်၍လွတ်လိုက်စဉ်ဒီဇင်ဘာလ17ရက်နေ့၌သခင်ဘိုးများအပြင်မကွေးမြို့သို့ရောက်၍နေသောចောင်းသားတမကဥက္ကဋ္ဌကိုဘဟိန်ကတပိတ်တမားတို့အားတရားဟောနေစဉ်ဝရဲနှင့်လာရောက်ဖမ်းသွားသည့်တဲ့ရင်ကိုရပြန်သည် ထိုနေ့၌ကသူသည်နေ့တိုင်းထက်ထူးကဲ၍လဖဲ့ရည်ပိုတောက်တော်သည် ကိုလေပင်ကိုကိုကျိုးကွင်းတက်တဲ့အစိုးရပြုတ်ပြီးပြုတ်ပြီးဟုနှုတ်မှမြည်တမ်းရင်းလဖဲ့ရည်ကို ခွက်ဆင်ချတောက်ပြီးလျင်စပွဲတွင်စာကုံးရင်းနေတော်သည်ပစ္စည်းတစ်ခုခု ကောက်ရထားသလိုမျက်နှာမှာလည်းကြည်လင်ရွှင်လန်းနေသဖြင့်ကျမမှာသူ့အမူအရာကိုအတိတ်ပဲမသိအောင်စမ်းနေသည်ဘျူရိုကရေစီအစိုးရတို့အားလက်နက်တစ်စုံတရာဖြင့်တိုက်ခိုက်တော်လန့် ပုံကံတောင်းချမ်းခြင်းမပြုပါဘဲလူထုကြီးကို မြင်းနှင့်တိုက်ဒုံနှင့်သိမ်းရိုက်နှက်ပြီးလူတွေကိုဖမ်းချုပ်ရလောက်အောင်ရက်ဆက်ရမလားဟု အသေးနာတစ်ထပ်နာအောင်သတင်းစာမှ ပုံမျိုးစုံသတင်းမျိုးစုံတွေနှင့်ပေါ်ပြ၍မှတ်ချက်အမျိုးမျိုးချပေးလျက်တိုင်းပြည်နှင့်အစိုးရကိုတခြားစီဖြစ်အောင်တချမ်းခွဲပေးလိုက်သည်မှာအရေးလိမ်မာပြီးရင်လွန်းသဖြင့်သာ သူပါအဖမ်းမခံရခြင်းဖြစ်ပေတော့သည်ဒုဗမာစီယုံမှနေ၍ စာတန်းစာရွက်ရိုက်ပြီးဝေငှရသည်ထက်ဆောင်ရည်အများဆုံးသတင်းစာကြီးမှအမျိုးမျိုးသို့ရောက်အောင်လှုံ့ဆော်ပေးနိုင်သဖြင့်နိုင်ငံရေးဘက်ကကြည်လင်သူလိုအယ်ဒီတာတယောက်ရှိသည်မှာအလွန်တာသွားလွန်းသောကြောင့်ထိုစဉ်ကနိုင်ငံရေးသမားများသူ့ကိုအားကိုးကြသည်မှာအားကိုးလောက်ပေသည် သူသည်ကလောင်တစ်ချောင်းနှင့်ထထမြက်မြက်ဝါဒဖြန့်လျက်ဒုဗမာစီယုံတို့စိတ်ညွတ်လာအောင်တင်းသွင်းနေလေသည်ရန်ကုန်မြို့ပလိတ်များလဲသူတို့ဤကြီးစွာသောတာဝန်ဝတ္တရားများနှင့်ရေထဲတွင်ငါးရှာသည့်ဗျိုင်းလိုနိုင်ငံရေးသမားများအားမျက်စိပြတ်မခံကြဘဲချောင်းနေကြရာသူလဲထိုအချိန်၌နိုင်ငံရေးသမားသခင်များနှင့် လုံထွေးနေလေသဖြင့်သူ့အားပါဖမ်းမလားဟုအောင်းမေခဲ့မိသည် တိုင်းသူပြည်သားចောင်းသားများ၏လွတ်လပ်ရေးကိုဒနာရှင်များဘက်မှကူညီအားပေးနေသူညွန့်ပေါင်းဆိုရက အမျိုးမျိုးဥပဒေထုတ်ကချုပ်ချယ်တဲ့ချုပ်ချယ်လာရာသူလဲနိုင်ငံရေးသမားများကဲ့သို့အစိုးရအားစင်ပေါ်တက်ပြီးအော်ဟစ်ခြုံချခြင်းမလုပ်တော့လဲသတင်းစာတွင် သူရေးလိုက်သည့်စာကြောင်းတိုင်းစာကြောင်းတိုင်းသုံးနှုံးထားသည့်စကလုံးတိုင်းစကလုံးတိုင်းမှာအစိုးရခိုင်မြဲစရာမရှိနိုင်လောက်အောင်ပင်ခြုံချပြစ်တင်ရေးသားချက်များဖြစ်ပေတော့သည် စင်းရဲသားလေသမားကိုငားအီကပေးမိဟုဝန်ခံ၍တက်လာသောညွန့်ပေါင်းဆိုးရအဖွဲ့ကြီးကိုတတိုင်းပြည်လုံးကမကြည့်ကျင်လောက်အောင်အယုံကြည်ကင်းမဲ့အောင်ရေးနိုင်စွမ်းရှိသည့်အတွက်သတင်းစာဟာတကယ်တကိုးကြည့်လိုက်ရင်အစိုးရကိုဖြုတ်ချနိုင်တယ်အစိုးရဟာသတင်းစာလက်အောက်ကနေရတယ်ဆိုသည့်သူ့စကားမှာဤအကွက်တွင်အန်ကိုက်၍နေပေတော့သည် ီဇင်ဘာလ20ရက်နေ့ညဖြစ်သည့်ညွန့်ပေါင်းဆိုးရမပြုတ်ခင်တနေ့တွင်ဈေးထဲသို့သွားရာဖနက်ဆိုင်ကဖနက်ဝယ်သူတဦးအားဒေါက်တာဘမော်ဖနက်ယူမလားဟုမေးသံကြား၍လှည့်ကြည့်လိုက်သည်တရေဖနက်ကျိုးအဖြူပုံတရံထုတ်ပြနေသည်ကိုမြင်ခဲ့ရသဖြင့်သူ့အားဒေါက်တာဘမော်တော့ဒီတသက်နိုင်ငံရေးနလန်ထူပါမလားចောင်းသားတွေကလည်းသေပါစေအရက်ကလည်းသေပါစေနဲ့ဖနက်တောင်ဒေါက်တာဘမော်ဖနက်နဲ့ရောင်းနေပြီဟုပြောပြသည် နိုင်ငံရေးမှာဒီလိုကြီးမှတ်လို့မရဘူးအခုသာခြေတော်အောက်ရောက်နေတယ်ဆိုပေမဲ့တော်တော်ကြာဒေါက်တာဗမော်ဒေါက်တာဗမော်နဲ့ခေါင်းမော်ပြန်ရအောင်ပါပဲအင်္ဂလန်မှာတခက်တုံးကနန်းရင်ဝင်တွေမှိုင်းခံမိဘုံဖြစ်နေလိုက်ကြတာ glass တုံးတက်လိုက် peel တက်လိုက် glass တုံးပြန်တက်လိုက် disraeli တက်လာလိုက် peel ကပြန်တက်လာလိုက်နဲ့နိုင်ငံရေးမှာအတက်ကြီးပဲမဟုတ်ဘူးအကြလဲရှိတယ်အကြကြီးပဲလည်းမဟုတ်ဘူး အတက်လဲရှိတယ်။ဘီလက်မှာအိမ်ကိုခဲနဲ့ဝိုင်းပြီးပေါက်ကြတာတောင်ပြန်ပြီးလူထုကမဲပေးနေသေးတယ်။နိုင်ငံရေးမှာအကြခံနိုင်ရင်ဘယ်တော့မှ မတည်ဘူးဟုပြော၍နိုင်ငံရေးလှုပ်လျင်အရေးထူဖို့ရာသဘောတည်သွားလေသည်။ဥဆောအဆိုးရတက်လာပြီးနောက်တနေ့တွင် ကျမတို့ဈေးတို့မြင်းလဲနှင့်သွားကြသည်။တန်ဈေးထောင်းတို့ရောက်သောအခါတယောက်နှစ်တယောက်ပြောလာကြသောစကားများမှာ ိုင်ငံရေးစကားများဖြစ်ပြီးဈေးထောင်တွင် ရှေ့မှကားများပိတ်နေ၍မြင်းလဲရက်နေသည့်အချိန်၌သူကိုအယ်ဒီတာလုံမနေပဲနိုင်ငံရေးတွင် ကိုထီးလက်ရောက်ဝင်ရောက်လှုပ်ရန်တိုက်တွန်းပြောမိသည်ကိုကိုကိုနိုင်ငံရေးကောင်းဆောင်တယောက်အဖြစ်နဲ့ဘဲတော်များမှမြင်ရပါမလဲဟုစားလိုက်သည်နိုင်ငံရေးကောင်းဆောင်တယောက်အဖြစ်နဲ့တော်များဘဲတော်မှမမြင်ချင်ပါနဲ့ဟုပြန်ပြောသည်ဘာဖြစ်လို့လဲဒီနိုင်ငံမှာနိုင်ငံရေးကောင်းဆောင်ဖြစ်ချင်တဲ့လူတွေကများပြီးအယ်ဒီတာလုံချင်တဲ့လူတွေကနည်းတယ် ိုင်ငံရေးကောင်းဆောင်ဖြစ်ဖို့ရာလွယ်ကလေးရယ်အယ်ဒီတာတယောက်အောင်အောင်မြင်မြင်ဖြစ်ဖို့ရာကမလွယ်လှဘူးနိုင်ငံမှာတကယ်နိုင်ငံရေးကောင်းဆောင်ကောင်းတယောက်ရှိဖို့လိုသလိုအယ်ဒီတာကောင်းတယောက်ရှိဖို့ကလည်းအရေးကြီးတယ်အစိုးရကောင်းကောင်းလိုချင်ရင်အယ်ဒီတာကောင်းကောင်းရှိရတယ်ကိုကိုအယ်ဒီတာလုပ်နေတာက စာပေဝါဒနာကြီးလို့ယုံတယ်မှမဟုတ်ပဲကိုကိုအယ်ဒီတာလုပ်နေတာကစာပေဝါဒနာကြီးလွန်းလို့ယုံတယ်မှမဟုတ်ပဲနိုင်ငံရေးစိတ်သက်ထက်သန်လွန်းလို့ပြောရတာပဲ။ နိုင်ငံရေးလှုပ်တာကတော့မလွတ်လပ်မချင်းလှုပ်ရမယ်ကိုကိုနိုင်ငံရေးလှုပ်နေတာက အာနာလိုချင်တဲ့နိုင်ငံရေးရာထူးလိုချင်တဲ့နိုင်ငံရေးကိုလှုပ်တာမှမဟုတ်ပဲကိုကိုက power politics ရအောင်လှုပ်တာထက် social reformer ဖြစ်အောင်လှုပ်တာကိုကြိုက်တယ်နိုင်ငံရေးပညာနဲ့နိုင်ငံအုပ်ချုပ်မှုပညာရက်တွေနေနေအမျှဒီလောက်တောင်မအိပ်မနေစီးပူးလိုက်စားနေပြီးဒီပညာတွေကိုဒီနိုင်ငံမှာအသုံးမချရင်ဘယ်နိုင်ငံမှာသွားအသုံးချမလို့လဲဒါကတော့အသုံးချရမှာပေါ့ အတုံးလဲချနေတာပဲအတုံးချပေမဲ့အတုံးချနီးနှစ်နီးရှိတယ်ကိုယ်တိုင်တက်ပြီးလှုပ်တဲ့နီးတနီးနဲ့ကလက်ကနောက်ကနေပြီးလှုပ်တဲ့နီးရဲ့လို့ရှိတယ်ကိုကိုကဘယ်နီးများကြိုက်နေသလဲကိုကိုကြိုက်တဲ့နီးကတော့ဘသူမှမသိအောင်အကျိုးရှိအောင်လှုပ်တဲ့နီးကိုကြိုက်တယ်ဒီနီးကရှိဖို့လိုအပ်တဲ့နီးဆိုတာတနေ့တခြားကိုကိုယုံကြည်တယ်နိုင်ငံရေးလုပ်နေတဲ့သူတွေရဲ့နောက်မှာ အေးစေးစေးတွေးဆချင့်ချိန်နဲ့ခေါင်းကောင်းကောင်းရှိမဲ့လူရှိဖို့လိုတယ်။ဒီလူကိုပြိတ္တသိဖို့မလိုဘူး။ဒီလူကိုပြိတ္တကြီးညိုဖို့မလိုဘူး။ဒီလူလုံနေတာကို သူလည်းမသိရဘူး၊လူလည်းမသိရဘူး၊အစိုးရကလည်းမသိရဘူး။လူကြီးညိုမဲ့ခေါင်းဆောင်ကောင်းတယောက်ကိုစင်မော်တင်ပြီးနောက်ွယ်ကနေလမ်းပြကြံ့ညံပေးပြီးခေါင်းဆောင်လုပ်တဲ့လူမမမမဖြောင်းဖြောင်းမှန်မှန်ဖြစ်ဖို့ရာအတွက် ထိမ့်သိမ့်ပေးမဲ့သူတူဖြစ်ဖို့ရတာအဓိကသူ့အလုပ်ပဲတခြားနိုင်ငံတွေမှာလက်သီးလက်မောင်းတန်းအော်နေတဲ့ဒိဋ္ဌိကျဲခေါင်းဆောင်တွေနောက်မှာတကယ်အသိဉာဏ်ကြီးတဲ့အကြံပေးလမ်းပြအလုပ်ကိုလူမသိအောင်လုပ်နေတဲ့လူတွေအများကြီးရှိလို့ခရီးပိုတွင်ကျဲတယ်ဒီတိုင်းပြည်မှာတော့ဒီလိုနေရာမျိုးဘသူမှစိတ်ကူးတဲ့တောင်မထည့်ဘူးနိုင်ငံရေးလုပ်ရင်တခါတည်းစင်မော်တက်ရတော့ချင်းပေါ်ကြော်ကြားသွားရင်ပဲပြေဆုံးနှပ်ပြီးလို့မှတ်သွားတယ် ကိုကိုကိုစေမော်မှာဘယ်တော့မှတင်လေးမြင်ရမယ်မဟုတ်ဘူး။ဒါပေမဲ့လမ်းညွန်ပေးတဲ့အတိုင်းထိထိရောက်ရောက်မလုပ်လို့တိုင်းပြည်မှာနှောင့်နေပြီးအကျိုးမရှိဘူး။ခီးမတွင်ကျဲဘူးဆိုရင်ဒီလိုပဲကြည်နေမလား။ဒါကတော့လှုပ်အောင်အားထုတ်ရမှာပေါ့။မလှုပ်ရင်ရောလှုပ်အောင်စူးစမ်းပေးရမှာပဲ။လှုပ်အောင်ပြောလျက်သားနဲ့မလှုပ်ဘူးမလှုပ်တတ်ဘူးဆိုရင်ရောလှုပ်တတ်အောင်နီးပြပေးရမှာပဲ။အဲ့ဒါကဘလောက်ခီးကြာနေပြီလဲ။ကိုယ်တိုင်ကိုကြဝင်လို့တော့မြန်မြန်ကြီးခီးရောက်မသွားဘူးလား။ ကြည့်နေပါကိုကိုတနေ့စင်မော်ရောက်ရမယ်ဘဲနေကြောင်ပြောနိုင်တာလေစင်မော်မတက်ပါဘူးပြောနေတာအခုတော့သာပြောတာကို နောက်တော့ကိုကိုကိုစင်မော်ပို့လိုက်မှာပဲဘသူကပို့မှာလဲကိုကိုစီးပူးနေတဲ့နိုင်ငံရေးပညာတွေကကိုကိုကိုစင်မော်ရောက်အောင်ပို့ပေးလိုက်မှာပဲအဲ့ဒါတော့တင်လေးနဲ့ကိုကိုသဘောချင်းမတိုက်ဆိုင်ဘူးမတိုက်ဆိုင်ရင်စောင့်ကြည့်နေလေတင်လေးကဒီတန်ဆေးကိုတက်တည်ထားပြီးပြောလိုက်မယ် ကိုကိုတနေ့နိုင်ငံရေးသမားတယောက်အဖြစ်နဲ့စေမော်ရောက်သွားပြီးလူကြီးညိုရှင်ကြီးညိုမဲ့တကယ်နိုင်ငံရေးခေါင်းဆောင်ကြီးတယောက်မုတ်ချဖြစ်ရမယ်စေမော်ကိုကိုကိုရောက်ရမယ်လားသူဒီဤစကားကိုရေသွမ်းသွေး၍ပြောနေသည်မဟုတ်နိုင်ဘူးဆိုသည့်အတိတ်ဘယ်မျိုးဖြင့်လဲကျမကိုကြည့်၍ခေါင်းရမ်းပြီးပြသည်သူအားဖြစ်စေခြင်းလားသည်စိတ်နှလုံးဖြင့်ပြောလိုက်ခြင်းမဟုတ်ပေဖြစ်ထိုက်၍ဖြစ်ရမည်ဟုသာအတက်ပြောလိုက်ခြင်းဖြစ်သည်အရေးချင်းရှိသည့်တနေ့တွင် သူနှင့်ထိုက်တန်သောနေရာသို့ရောက်မည်မှာမလွဲဧကန်ဖြစ်၍လဲပြောသည် စီးပွားရေးပညာရေးကျမ်းမာရေးဗန္နာရေးပြည်ရေးရေးသာသနာရေးကုသရောင်းဝယ်ရေးစသည့်နိုင်ငံရေးရာအုပ်ချုပ်မှုအုပ်ချုပ်နည်းအဖျားဖျားတွေကိုအဘက်ဘက်ကလိုလီသေးမရှိအောင် သူဘလိုလိုက်စားသည်ဘယ်ထိအောင်ခရီးပေါက်နေသည်ကို နေ့စဉ်နေ့တိုင်းသူစီးပူးနေသည်များကိုမြင်နေရသောကျမအဖို့၌ထိုစကားပြောဆိုရ၌အနှဲငယ်မျှ ယုံမှားတန်တရားမရှိဘဲအတက်ပြောနိုင်ခြင်းဖြစ်ပေသည်မိသူမှန်သည်မှားမည်ကို မသေးခင်တစ်နှစ်၌တယောက်နှစ်တယောက်ဝန်ခံကြစဒန်းဟုကျမကဇေယုံကြီးကိုတက်သေးပြုကာနောက်ဆုံးကြိထားလိုက်ကြသည် အထက်သူ တဆောင်းကတနွေကူး၍တနွေကတမိုးကြလာသဖြင့်အိမ်ထောင်ပြုလာခဲ့သည့်အချိန်တွေပင်ရက်ကာလပြောင်း၍လမတဖန်နှစ်သို့ကူးပြောင်းလာခဲ့ပြီးလျှင်တားယောက်ကြားကလေးတူဖြစ်ထွန်းပေါ်ပေါက်ခဲ့၍လာခဲ့ပြီးမှရုတ်တရက်ကောက်ခါငင်ကအခါမလဲခင်ဘဝတစ်ပါးသို့ပြောင်းကွယ်သွားလေသည်အိမ်ထောင်ရေးတွင် ရှေးဦးစွာတွေ့ရဘူးသောအပူကြီးဖြစ်၍ဖြေတော်ဖြေပဲဆိုတဲ့ကဲ့သို့မေရွေမရဖြေ၍မပြောင်းနိုင်နှင့် များစွာပင်ဗျာပါဒမိတော်၍နေလေတော့သည်ကလေးအတွက်ဆွန်းသွကြပြီးနောက်စိတ်နှလုံးနောက်ကျူလျက်ရှိစဉ်ဖခင်ကြီးမှာဝေဒနာတဲနေ၍မလာရောက်နိုင်ပေတော့လဲအဝေးကနေ၍အပူငိမ့်စီရန်တရားပြပြီးဖြောင်းဖြားသည့်စာ ရေးပေးလိုက်ပြီးနောက်စိတ်ပြေပြောက်ရန်တိုက်မှခွင့်ယူ၍အမျိုးမျိုးအနေနဲ့ရှောက်လဲဖို့ရန်အကြံပေးပြီးဤအကြံကိုသဘောကျ၍သွားလိုသည်ဆိုက သူ့ထံသို့အမြန်လိုက်လာပါရန်မှာကြားလိုက်သည်စနေတိုက်ပိတ်ရဖြစ်၍ တောက်ကြနေညတွင်ဘိုးကလေးတို့လိုက်သွားကြသည်ဖခင်ကိုအထက်မြမာပြည်သို့သွားခြင်းကြောင်းပြောရာငွေကြေးစရိတ်အပြည့်စုံလုံးလုံးလောက်လောက်ပေးလိုက်သည်တိုက်မှခွင့်ယူပြီး၍ရန်ကုန်မှမထွက်ခင်တနေ့တွင်တိုက်မှအေယာဝတီသင်းမောလက်မှတ်နှဆောင်ယူလာသည်ကျမမှာလက်မှတ်နှဆောင်ကို ကြည့်၍နားမလည်နိုင်အောင် ဖြစ်သွားသဖြင့်သူ့အားရှင်းအောင်မေးရသည်ဒီလက်မှတ်ကို ကိုကိုကိုဘသူကပေးတာလဲကုမ္ပဏီကပေးတာလားတိုက်အုပ်ကပေးလိုက်တာလေ တိုက်ဟုတ်ကဘာဖြစ်လို့လက်မှတ်နှဆောင်ပေးရတာလဲအတိတ်ဘယ်ကဘလို့လဲဩဒါကတော့ပထမတန်းလက်မှတ်ကို သုံးကျင်သုံးဒါမှမဟုတ်လို့ဒုတိယတန်းလက်မှတ်ကိုသုံးကျင်သုံးကြိုက်ရသုံးမှုပေးလိုက်တာပဲပထမတန်းလက်မှတ်ကိုအသုံးပြုရင် သူတို့အစာကိုစားမကောင်းမယ်လို့တိုက်ဟုတ်ကပြောလိုက်တယ်ဩဩဒါဖြစ်ရင်ဒီလက်မှတ်ကကြိုက်ရသုံးဖို့လက်မှတ်ပေါ့ဟုတ်တယ်လေဒါဖြင့်ကိုကိုဒုတိယတန်းလက်မှတ်ကိုမသွားခင်ပြန်ပေးလိုက်ပါ နှစ်ခုစလုံးပေးလိုက်တာပြန်ပေးလို့ပဲကောင်းမလဲနောက်မှကိုသုံးချင်တာသုံးပြီးပြန်ပေးလိုက်တာပေါ့ကုမ္ပဏီကပေးတဲ့လက်မှတ်ကတစ်ဆောင်ကိုနှစ်ယောက်အတွက်ပေးတာလေးယောက်စာသုံးလို့ရင်လက်မှတ်နှမျိုးရှိတော့မလွယ်ဘူးလားဒါဖြစ်ရင်လဲထားထားသူဒီခီးမထွက်ခင်အထက်မြမာပြည်ရှိအမျိုးမျိုးမြမအလင်းကိုစလဲများနဲ့အထူးသဖြင့်သတင်းတောက်များကိုဘူတာတွင်တွေ့ဆုံလို့ကြောင်းစာကြိုတင်ရေးပို့လိုက်သည်ရငုံမှမန္တလေးသို့အသွားတွင် ရထားနှင့်သွားကြသည်လမ်းတွင် ဖက်ရန်စာအုပ်များကိုရွေ၍တစ်တာတလုံးနှင့်တက်တက်ထည့်ယူလာသည်ဘီယန်ခန်ခီးသွားရင် library တွဲတွဲတက်တက်ပါတယ်လို့ကြားဘူးတယ်ကိုကိုအတွက်လည်းတွဲတွဲငါးပြီးတွဲစာစာအုပ်တွေထည့်ယူလာခဲ့ရင်သိတ်ကောင်းပါပဲဟုပြော၍သူ့ကိုနောက်နေသည်ထင်သည်ကျမသာထိုစဉ်က တွဲတွဲရနိုင်ရင်စာအုပ်တွေတွဲစာယူထည့်လာဖို့ရန်စိတ်ရှိနေ၍ပြောလိုက်ခြင်းဖြစ်သည် သူနှင့်စာအုပ်ကိုခွဲခွာပြီးထား၍မရသဖြင့်တအုပ်ပြီးတအုပ်လမ်းတွင်အေးအေးဆေးဆေးဖက်ချင်တိုင်းဖက်ရန်စေတနာအတိုင်းပြောလိုက်ခြင်းဖြစ်သည်ဘူတာတွေတွင်လာရောက်တွေ့ဆုံကြသောသတင်းတော်များနှင့်နှုတ်ဆက်ကြသည်မြို့ရွာအခြေအနေမြို့ပေါ်ရှိပါတီများနှင့်မြို့သူမြို့သားများ၏စိတ်နေသဘောဇယိုက်ဓလိစသည်တို့နှင့်ပတ်သက်သည့်နိုင်ငံရေးသဘောနှင့်တော်၎င်းစီးပွားရေးသဘောနှင့်တော်၎င်းပေါင်းသင်းဆက်ဆံရေးအကျင့်စာရိတ္တနှင့်တော်၎င်း တမျိုးလုံးကိုအဘဘမနေ၍ထောက်လန်းမေးမြန်းစုံစမ်းပုံများမှာအချိန်နှဲငယ်တွင်၌ပင်တေချာစိစက်စုံလင်လှပေတော်သည်ဘူတာတဘူတာတွင်တရင်ထောက်တူအားဤမျိုးတွင် ကလားဆိုင်ဘနဆိုင်တရုတ်ဆိုင်ဘနဆိုင်လောက်ရှိသည်လဲဟုမေးသည်တရင်ထောက်ကအမှတ်သားရေတွက်မထားကြောင်းပြောသည်ဖြင့်သူက ရေတွက်မှတ်သား၍သူ့ထံသို့ပို့ပေးရနှင့်ဘာကြောင့်စည်ရင်းယူထားထိုက်သည် ဆိုသည့်အကြောင်းကို စီးပွားရေးသင်ငန်းစာများဖြင့် တူတူတုတ်တုတ်လိုရင်းအချုပ်ကိုအတိတ်ပဲပါပါရှင်းလင်းပြောပြလိုက်သည်သတင်းထောက်လည်းစိတ်ပါဝင်စားစွာဖြင့်ကောင်းစွာနာယူမှတ်သားသွားလေသည်မန္တလေးမြို့ကြီးသို့ယထာဝင်တော်မည်နီးလာသောအခါနိုင်ငံတော်တွင်အိမ်ရှိကိုရော်ကြီး၏ဂျေဇူးတွေတင်ရှိနေခဲ့ပုံကိုအမျိုးမျိုးအဖုံဖုံပြောပြလာသည် မြန်မာရာဇဝင်ရေးသွားတော် GE ဟာဘီကမြန်မာပြည်ကိုဖျက်ဆီးရန်မဟုတ်ဘဲဖြည့်ဆွက်နှင်းအပ်ရန်တင်းသည်ဆိုသော စကားမှာတသက်မဲ့နောင်လာနောက်သားကလေးတွေကို မျက်စိမိတ်ယုံခိုင်းတာပဲဟုပြောပြီးနောက်ဆက်လက်ကအရှိတ်အဝါတလွားမှာအင်္ဂလိပ်အစိုးရကိုယ်စားလှယ်တွေအကြောင်းမျိုးမျိုးပြပြီးနိုင်ငံတွေကိုမတရားသိမ်းပိုက်တာကိုအင်္ဂလန်ကမကြိုက်ကြဘူး။ Lord Air Minhead ကိုဝိုင်းဆဲကြတယ်။စစ်ဖြစ်ပွားနေတုန်းက တိုက်ပုံကျင့်ပုံတွေကိုပြစ်တင်ရှုံချကြတယ်။အရှိအိန္ဒိယကုမ္ပဏီကမြင်းမြင်းရရကို လိုချင်လောဘတရွရွရှိတာကို fight ကရေးသွားတယ်။နောက်တစ်ခါတတိယစစ်ပွဲကိုမြန်မာတွေမတရားတာကြည့်မနေနိုင်လို့တိုက်ရတာပါလို့အကြောင်းပြပြန်တယ်။ဒါလဲမတရားသက်သက်ပြောတာပဲ။အင်္ဂလိပ်တွေနဲ့အင်္ဂလိပ်ယာဇဝင်ဆရာတွေကတော့ဒီပလီပလာအကြောင်းပြချက်ဟာမခိုင်လုံကြောင်းပြောကြတယ်။ဒီလက်မှာ ရွှေတိုက်စိုးဝင်ကြီးလုပ်ခဲ့တဲ့ နိုင်ငံရေးကောင်းဆောင်ကြီး Rindorf Chafi ကဝန်ခံထားတယ်။မြန်မာပြည်မိတ်ဆွေများဆိုတဲ့စာအုပ်မှာလဲ Lord Wee ကဒီသဘောမျိုးပဲအတိအလင်းရေးထားတယ်။မြန်မာပြည်ကကျောင်းသုံးမြန်မာယာဇဝင်စာအုပ်တွေကို မဟုတ်မမှန်လောက်ကျန်လဲစေပြီးသူတို့အပေါ်မှာမှီတွဲကဲ့ရဲ့နေခြင်းနဲ့စိတ်တွေပေါ်လာအောင်ရည်ဝဲပြီးရေးတာပေါ်နေတာပဲဟုပြောပြသည်။ Rindorf Chafi ကဘလိုဝန်ခံတယ်လဲဟုမေးသည့်အခါ မြန်မာပြည်ကိုပြင်သစ်လွှမ်းမိုးမှာဆိုလို့အင်္ဂလိပ်အစိုးရကပါလီမန်နဲ့ဆန့်ကျင်ပြီးအတင်းသိမ့်ပိုက်ယူငင်ခဲ့ရတယ်လို့ဝန်ခံတယ်ဟု ရှင်းပြသည်။ No ဟာဗီက ဖြက်စည်းရန်လာတာမဟုတ်ဘူးလူနေတဲ့အရာတွေ ဖြည့်ဆွက်ရန်လာရတာဆိုတာကကောဟုကျမကဆက်မေးပြန်သည့်အခါဒါကအကျယ်တဝင့်ရှင်းပြောမှသူတို့ကလေးညာကိုသိမယ်ဟုဆိုပြီးအောက်ပါအတိုင်းအကျယ်တဝင့်ပြောပြလေသည် ရှိပြီးအရာတွေကိုဖျက်ဆီးရန်မဟုတ်ချင်းလိုနေတာတွေကိုဖြည့်ဆွက်ရန်ဖြစ်ချင်းဆိုတဲ့ဒီစကားနှစ်ရက်ကိုစင်ချင်းစဉ်းစားရမယ်အင်္ဂလိပ်တွေမြန်မာပြည်သိမ်းလာတာနှစ်ကြာလာပြီအဲ့ဒီ53နှစ်54နှစ်အတွင်းမှာရှိပြီးတဲ့အရာတွေဖျက်ဆီးခြင်းပြုသလားမပြုဘဲနေသလားဆိုတာနဲ့လူနေသေးတဲ့အရာတွေကို ဖြည့်ဆွက်ပေးသလားမဖြည့်ဆွက်ဘူးလားဆိုတာကိုတည်တည်ချာချာစစ်ရမယ် ကိုကိုသာသူတို့နဲ့မျက်နှာချင်းဆိုင်ပြီးပြောရမယ်ဆိုရင်သူတို့ဟာရှိပြီးအရာတွေကိုတတ်နိုင်သမျှဖြောက်ဖြက်ဖြစ်ခဲ့တယ်လို့ပြောမှာပဲလူနေသေးတဲ့အရာတွေကိုဖြည့်ဆွတ်တန်သမျှဖြည့်ဆွတ်တယ်ဆိုတာမှန်ပေမဲ့ဖြည့်ဆွတ်တဲ့လုပ်ငန်းမှာသူတို့အင်္ဂလိပ်ပြည်သူတို့အင်္ဂလိပ်လူမျိုးတို့ရဲ့အကျိုးကျေးဇူးတိုးတက်ပုံမှုဖြစ်ထွန်းစေဖို့သာအာယုံရှေးရှုပြီးဆောင်ရွက်ခဲ့တာပဲလို့ပြောမယ်။ထို့အခါကျမကကြားဝင်၍မြမပြည်ကိုတိမ့်တဲ့နေ့ကစပြီးရှိပြီးရာတွေတတ်နိုင်သမျှဖြောက်ဖြက်စေခဲ့တယ်လို့ ကိုကိုဆွဆွဲတာ ရှိပြီးရာဆိုတာဘာတွေကိုဆိုလိုတာလဲဟုမေးလိုက်သည်ဟုတ်တယ်ဒါမေးရမယ်မြမမင်းလက်ထက်ကအင်္ဂလိပ်ဆိုရလက်ထက်မှလို့ပြောပလောက်အောင်ဘာများရှိလို့လဲဆိုပြီးအင်္ဂလိပ်တွေရေးတဲ့ယာဇဝင်ကိုယုံကြည်နေကြတဲ့အကြောင်းသားတွေစရေးစချီတွေအမှုထမ်းအရာထမ်းတွေကလည်းဒီလိုပဲ ပြောနေကြတာပဲမြန်မာပြည်ကိုအင်္ဂလိပ်မသိငင်ကမြန်မာပြည်မြန်မာလူမျိုးတွေဟာ အခုကိုကိုတို့ခေတ်မြန်မာများထက်ပိုမိုပြည့်စုံကြတယ်မြန်မာမင်းလက်ထက်တုန်းကမြန်မာပြည်ဟာအင်္ဂလိပ်များလက်အောက်ရောက်ရှိနေတဲ့အခုမြန်မာပြည်ထက်အစပေါင်းများစွာ တိုးတက်ပြီးခေတ်ကိုလည်းကောင်းကောင်းမိတယ်အခုခေတ်မြန်မာတွေဟာရှေးခေတ်ကမြန်မာအမျိုးတွေရှေးခေတ်ကမြန်မာအမျိုးသားတွေလောက်ပညာမစုံလင်ဘူးမတက်မသိကြဘူးရှေးခေတ်ကမြန်မာတွေတက်တဲ့အတက်ကပြရက်ကကျန်းကန်အတက်တဒါကျန်းအတက် ကဗျာလင်္ကာကျမ်းအတက်စံကျမ်းအတက်ဘေရင်ကျမ်းအတက်စေကျမ်းအတက်နက်ခတ်ဓာတ်ကျမ်းအတက်အထာလက်နဝလက်ပြင်ဆလက်မျက်လှဲ့ဆိုတဲ့လှဲ့ပတ်တတ်တဲ့အတက်ဒူးလေးလင်းလေးညားပြစ်ခတ်တတ်တဲ့အတက်လက်သမားဘီသူကအတက်ဘဘဲအတက်တန်တမန်အတက်ရေရွှင်မှုအတက်လက်ပြစ်အတက်မန္တန် မန္တရာအတက်အင်းအိုင်ခလက်လက်ဖွဲ့စေဝါဟူရာအတက်တင်ချာကနန်းတင်ချာအတက်စင်စီမြင်းစီရဲစီစေဝဲစစ်ထိုးစက်ကျိုးရန်တရာအတက်အဲ့လို18ပါအတက်တွေတက်ကြတယ်သူတို့ထက်တက်မြောက်ကြတဲ့လက်မှုပညာရက်တွေဟာ အမြောက်အများပဲအသက်မူဝမ်းကြောင်းပညာတွေဟာလဲစုံနေတာပဲပိုးချီ ဝါချီရက်ကန်ဘိုင်းချီလောက်ရတဲ့အတက်သတင်းစနွင်းမဲနေပိနေကန့်ဖန်ခါနီပစေဝစ်ပန်စတဲ့တစ်ခေါက်တစ်မှုံအမျိုးမျိုးတို့နဲ့ရောဆက်ပြီးအရာအမျိုးမျိုးဆိုးတဲ့ဆေးဆိုးအတက်ခင်းအုပ်မူးအုပ်လောက်တဲ့အုပ်လောက်အတက်စင့်အိုးစင့်ထွေးခန်းစင့်ပြွန်စင့်ရုပ်စတဲ့စင့်ထဲအမျိုးမျိုးလောက်တဲ့အတက် စအိုးစခွက်တောက်အိုးသုံးအိုးမြေအိုးမြေခွက်လှုပ်တဲ့အတက်ရွှေငွေကို ဖလားလင်ပန်းဇွန်းကလက်အိတ်ကျုပ်အစ်ထုံးမူမင်းဝတ်တစားနန်းထဲကြောက်ထဲပဒီနဒောင်းလက်ကရှေချင်းဘရက်ဒစာဒွာဒရတွေလှုပ်တဲ့ရွှေပဒိန်ငွေပဒိန်အတက်ပန်းပြောင်မင်းကရုပ်ပုံရုပ်ထုတို့ပါ ထုလှုပ်တဲ့ဘဘူးအတက်တန်ကရိယာမျိုးမျိုးကို အထယ်တက်တူလောက်တဲ့ဘဘဲအတက်ကျေးဖြူကျေးနီကျေးဝါတွေကို တွင်ခံထယ်လောက်တဲ့ဘဘုတ်အတက်ကျေးငွေရွှေထယ်တန်ထယ်တွေကိုအပြောက်မင်ကာဘဘူးရုပ်လောက်ပြီးဘဘူးပုံလောက်ပြီးတန်ပြတ်သက်တန်ထီတန်တကွန်ပြုတ်လောက်ထုလောက်နိုင်တဲ့ပန်တင်အတက်ဒါယိုစင်စွဲတွေကို အလိုရှိရာမှာတွင်ခံပြီးစင်စွဲပုတ်အတက်ရတနာခုနှစ်ပါးသွေးတဲ့ကြောက်သွေးအတက် စာလုံးအခရာရုပ်ပုံရုပ်တုတော်တွေကို ကြောက်သားမှာထူးတဲ့ကြောက်စစ်အတက်ဇက်သစ်သာတောင်းအစ်ကွန်းအစ်ပွဲတော်အုပ်စွန်းတော်အုပ်ကွန်းတောင်းကွန်းခွက်စွန်းတောင်းစတဲ့နှီးထိုးတဲ့အတက်အထယ်တွေကိုတစ်ဆေးတရိုးကင်တဲ့အတက်နောက်တခါရုပ်စုံယွန်းထယ်လွန်းထိုးအတက်ဒါတွေကိုရွှေရည်ငွေရည်တစ်ဆေးတရိုးကင်တဲ့အတက် အိုးအစုံမဲလေအမျိုးစုံမဲလေဒီအတက်တွေဟာ ရှေးတုန်းကမြမပြည်တတွင်းလုံးတွင်ကြအောင်လောက်ကင်ကြတယ်အခုတော့မန္တလေးလောက်မှာပဲရှိတော့တယ်မန္တလေးကျတော့မြမလက်ရာတွေကိုရာဇဝင်နဲ့အကုန်လိုက်ပြမယ်ဒီလောက်အသုံးဝင်တဲ့ပညာတွေပြန့်ပွားဖို့ရာထားပါဦးတီမြဲဖို့ရာတောင်လုံလာစိုက်ထုတ်ခြင်းအနှင်းကိုမလုပ်တဲ့ပြည်ပိုင်အစိုးရတွေကိုဘလောက်အပြစ်ဆိုစရာကောင်းတယ်လဲဒီပညာရက်တွေဟာ အခုညှိုးမိန်ကုန်ပြီအခုခေတ်လူတွေကဒီပညာရက်တွေကိုအသက်မွေးဝမ်းကြောင်းပညာမှန်းအောင်မသိတော့ဘူးများသောအားဖြင့်အင်္ဂလိပ်စာသင်ပြီးလခစာမင်းမှုထံဝင်လုံမှလူချင်းတူသလိုထမင်းစားနိုင်သလိုစိတ်သက်ဝင်ကုန်ကြတာသူတို့အင်္ဂလိပ်တွေကြောင့်ပဲဒါတင်မကသေးဘူးမင်းတို့မင်းတရားကြီးလက်ထက်မှာမြန်မာပြည်မှာတက်မြောက်ပြီးလောက်ကင်နေကြတဲ့ဆက်မှုလက်မှုပညာကြီးတွေရှိတယ်အခုမြန်မာတွေဟာ အခုမှမြင်ဘူးလို့ကို့မြမကိုအထင်သေးရတာပဲအဲ့ဒီအခါတုန်းကစကားပြောကြတဲ့ဂျေးနန်းအခိယာအတန်ဖန်းဂျေးနန်းတွေရှိနေပြီအမြောက်စိန်ဘုံလက်နက်ကိရိယာဆက်တွေပြုလုပ်တဲ့ရုံတော်ကြီးတွေရှိတယ်တန်ပုံဂျေးပုံကြောက်ပုံရိုက်စာပုံနှိပ်ဆက်တွေလည်းရှိတယ်ပိုးဘဲကတိပါမိုင်းလုံးကော်စောပိတ်အမျိုးမျိုးလုပ်တဲ့ဆက်ယုံတွေဖန်ချက်တဲ့အလုပ်ယုံတွေတန်ချက်တဲ့အလုပ်ယုံတွေ ရွှေငွေကြေးတွေကိုသုံးပြီးလုပ်တဲ့ဒင်းကားဆက်ယုံတွေအင်္ဂလိပ်စာအတတ်ပညာပြင်သစ်ဘာသာစာအတတ်ပညာအီတလီယန်ဘာသာစာအတတ်ပညာဟိန္ဒူစတန်ဘာသာစာပညာတရုတ်ဘာသာပညာရဲ့တွေကိုဟိုခေတ်ကဘယ်နေရာမှ အောက်မကျခဲ့ဘူးအစုံရှိတယ်အစုံလောက်ရတင်ရတယ်အဲ့ဒီဆက်ယုံတွေ90ကျော်လောက်ရှိခဲ့တာအခုဘယ်မှလဲဘယ်ရောက်ကုန်တယ်လို့မေးလိုက်ချင်တယ် ဘာဖြစ်လို့ဖြောက်ဖြက်ဖြစ်တယ်လဲလို့မေးရင်အင်္ဂလိပ်တွေဘလို့ဖြေကြမလဲမြန်မာလူမျိုးရဲ့ဇာတိမဲဟာဘယ်နိုင်ငံသားနဲ့မှမတူတာကိုသူတို့ကြောက်လွန်းလို့ပဲဒါတွေရှိခဲ့တာကို နောက်လူတွေမမြင်စေချင်လို့မတီမြဲအောင် ဖြိုဖျက်ပစ်လိုက်တာပဲဘလောက်အသေးနာစရာကောင်းတယ်လဲဖျက်ဆီးဖို့လာတာမဟုတ်ဘူးလို့သူတို့ပြောတဲ့စကားဟာမှန်သေးရဲ့လားသူတို့ပြောတိုင်းတင့်တယ်နေတဲ့အခါဖြစ်တော့သူတို့ပြောတာကိုယုံနေတဲ့လူငယ်တွေကိုကိုကိုဖြင့်တိတ်တနာတာပဲ။ ဒါကြောင့်လူငယ်ចောင်းသားတွေအတွက်ရည်စူးပြီးစောက်တုပ်ရေးကျင်နေဤသို့အဆုံးသက်လိုက်သည်ကောင်းတာပေါ်ကိုကို နားရတဲ့အခါဒါကိုဆက်ဆက်ရေးစမ်းမှာရေးရင်ဒီစောက်ကိုဘလို့နမည်ပေးမလဲကိုကိုလာသူဒီစဉ်းစား၍နေသည် သူ့လက်တစ်ဖက်တွင် ခဲတံအပြာတစ်ချောင်းကိုကင်ထားပြီးလက်တစ်ဖက်၌ Abamis Academy စာအုပ်ကြီးကိုလက်ညှက်ပြီးခောက်ကင်ထားသည် ယထာပြင်ဘက်လေကွင်းလေကွက်တွေကို ရှုမျောကြည့်နေရမှစာအုပ်လံဖွင့်လိုက်ပြီး နောက်ကျောမျက်နှာစာရွက်အလွတ်တွေအောက်ပါအတိုင်းခဲတံပြားနှင့်ရေးသည်၁အင်္ဂလိပ်လက်အောက်သို့ ရောက်ရခြင်းအတွက် တွေ့ကြုံရသော အဖြစ်ပြက် What the annexation has brought ၂ယခုကျွန်ုပ်တို့ကြုံတွေ့နေရသော အဖြစ်ပြက် As things are and shall be ၃ဤကလွတ်လပ်ခွင့်လော is this liberty လေတို့ဖြစ်ရင်လွတ်လပ်ခွင့်ကအဘယ်နည်း what then is liberty ငါဒီမိုကရေစီအုပ်ချုပ်ရေးသည်လွတ်လပ်ခွင့်ကိုပေးနိုင်အံ့လော well democracy bring liberty 6မပေးနိုင်ရင် democracy of revolution ခုနှစ်မြည်တို့တိုက်ရမည်နည်း How to make a revolution စောက်တော့ရေးပြီးသလောက်ဖြစ်သွားပြီနမီပဲလိုတော့တယ်ဟုဆိုလေသည်ဤကသူရေးမည်စာအုပ်အတွက် ရေးရမည်အခန်းများကိုစဉ်းစားရေးမှတ်လိုက်ခြင်းဖြစ်ပေသည် သူသည်ဤစာအုပ်ကိုလွတ်လပ်ရေးတိုက်ပွဲဟူ၍အမိပေးသွားတော်လဲစာရွက်၄ရွက်လောက်သာစထားကားစာအုပ်အဖြစ်ကိုမူမြည်သည့်လူငယ်များမတွေ့မမြင် မဖက်ရှူလိုက်ကြရပေ။ဟုတ်ကဲ့ပါရှင်။စောက်လေးကိုဒီမှာပဲခေတ္တခဏရက်နာလိုက်ပြစေနော်။နားစင်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာပြီးကင်းကြပါစေ။